အားလုံးမင်္ဂလာပါ ခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဖခင်ရဲ့ကွယ်ကာမစမှုရဲ့အောက်မှာအားလုံးဒီကောင်းချမ်းမနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ခင်းတိုင်းမှာဖခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်တဲ့မိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကိုထောက်ရဖခင်ကောင်းချီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ဖြာနာနေတဲ့သူတွေဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ ဘဝအတ္တတဲမှာအခက်အခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားသခင်ကအလင်းအမြန်ကျမ်းပါရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါလေ။ရှလုံးအလုံးပေါ်မှာသာရဘုရားထံမှလာတော်ကြီးတဲ့ခြင်းတက်ရောက်ပါစေ။ဘုရားသခင်ရဲ့ကြီးစုတော်တသက်ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလဒုတိယရက်နေ့ကိုရောက်ရှိလို့လာပါပြီ။စက်တင်ဘာလတလတာလုံးကိုဘုရားကလမ်းပြပို့ဆောင်ခဲ့တယ်။ခုဆိုရင်အောက် ောက်တိုဘာလဒုတိယရက်နေ့ကိုရောက်ခဲ့ပြီဖရာသခင်ရဲ့ကြီးစုတော်တသက်ကြောင့်ဒီနေ့ထိရှင်သန်ခွင့်ရတယ်အသက်ရှူနေရတာဖရာခင်ရဲ့ကြီးစုတော်ကြောင့်ဖြစ်တယ်ကြီးစုတင်တဲ့နှလုံးသားတစ်စုံနဲ့ဖရာကိုချီးမွမ်းပြီးတနေတာစတင်ဖို့ဖြစ်တယ်ဟေပြဲဩဝါဒစာအခန်းကြီး၄ပိုက်ငယ်15ကနေ16မှာငါတို့ယစ်ပရောဟိတ်မင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျင်သာနိုင်တော်သူမဟုတ်ငါတို့ခံရသည့်နိတု အမျိုးမျိုးသောစုံစမ်းတောက်ချက်ခြင်းတို့ကိုခံဘူးတော်သူဖြစ်တော်မူ၏တို့ရတွင်ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏ထို့ကြောင့်ငါတို့သည်တဏှာချင်းကရုဏာကို၎င်းတော်လျော်သောမဆာချင်းဂျေဇုတော်ကို၎င်းခံရမည်အကြောင်းရဲရင်တော်စိတ်နှင့်ဂျေဇုတော်ပလင်တော်တို့တော်ဝင်ချင်းကကြကုန်အံငါတို့ခိုင်ရတော့ဆင်းရဲဒုက္ခများကြောင့်မကျင်နာနိုင်တော့သူမဟုတ် ဒုက္ခများလွန်းတဲ့အခါမပြေလည်တာတွေများလာတဲ့အခါတချို့တော့သူတွေတင့်ကိုမကျင်သာနိုင်တာရှိကောင်းရှိမယ်တော်လောက်ပြီသူကတော့ဘလောက်ပဲကူညီကူညီဖြစ်လာတော့မှမဟုတ်ဘူးလို့တင့်ကိုလူတချို့ကတတ်မှတ်လိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သို့တော့ဘလောက်ပဲဒုက္ခတွေများနေပါလိမ့်စေဘလောက်ပဲနာကျင်နေပါလိမ့်စေအစင်မပြေခြင်းတွေဝန်ထုပ်တွေဘလောက်ပဲများနေပါလိမ့်စေဘုရားခင်တင့်ကိုချစ်နေစေဖြစ်ပါတယ်တဲ့ကိုချစ်တဲ့မြတ်တာပြောင်းလဲသွားခြင်းမရှိဘူးယော့နေသွားခြင်းမရှိဘူး ုန်ခမ်းသွားခြင်းမရှိဘူး။တုံလုံခြင်းကိဝေးတဲ့ထာဝရမြတ်တာနဲ့ဖျားခင်တစ်ကိုချက်တယ်။တခင်ယေရှုခရစ်တော်ကိုယ်တိုင်ဆင်းရဲခြင်းအမျိုးမျိုးအမျိုးမျိုးသောစုံစမ်းတောက်ရှက်ခြင်းကိုခံဘူးခဲ့တယ်။ဒီနေ့သင်လျှောက်ရတဲ့လမ်းတွေအားလုံးတခင်လျှောက်ခဲ့ပြီးပြီ။သင်ကြုံတွေ့ရတဲ့အခက်အခဲအစီးသားတွေအားလုံးတခင်ခံခဲ့ပြီးပြီ။ဒါကြောင့်တခင်ကတင့်ကိုကိုခြင်းစာနားလည်ပေးနိုင်တော့ဖျားဖြစ်တယ်။ ထို့ကြောင့်ငါတို့သည်တနာချင်းကရုဏာကို၎င်းတော်လျော်တော်မဆခြင်းကျေးဇူးတော်ကို၎င်းခံရမိကြောင်းရဲရင်တော်စိတ်နှင့်ကျေးဇူးတော်ပလင်တော်တို့တိုးဝင်ချင်းကပ်ကြကုန်အံ့တင့်ကိုကျေးဇူးပြုမဲ့ကျေးဇူးတော်ပလင်တော်ခြေရင်ကိုတိုးဝင်ခြင်းဖြစ်တယ်။တင့်ကိုချစ်တဲ့ကောင်းခင်ဖခင်တင့်ကိုစောင့်မျှော်နေတယ်။ ဒါကြောင့်ရဲရင်ချင်းရှိပါရဲရင်တဲ့စိတ်နဲ့ဂျေဇူးတော်ပလင်တော်ခြေရင်းကိုနက်နက်တိုင်းတဝင်ဖို့ဖြစ်တယ်။အဲဒီဂျေဇူးတော်ပလင်တော်ပေါ်ကနေတင့်ကိုကောင်းကင်ဖခင်က ကောင်းကြီးပေးမယ်ဂျေဇူးပြုမယ်မဆာမယ်တင့်ကိုနစ်သိမ့်ပေးတော်ဖရာရှိတယ်ဆိုတော့ကိုတတိယပါကျွန်တော်ငယ်ရွယ်စဉ်အချိန်ကာလကအခက်အခဲစီးတာအမျိုးမျိုးကြုံတွေ့ရတဲ့ခါမှာစိန်ခေါ်ချက်တွေနဲ့ကြုံတွေ့ရတဲ့ခါမှာဝမ်းနေတဲ့ခါမှာဘယ်ကိုပြေးကြသလဲ အဖေးအိမ်ကိုပြေးကြတယ်မဟုတ်လားအဖေးလို့ခေါ်ပြီးတော့အိမ်ကိုပြေးတယ်မဟုတ်လားမိသားစုအိမ်ဆိုတာတင့်ကိုလုံခြုံမှု၊ကွယ်ကာမှုပေးတဲ့နေရာ၊နှွေးထွေးမှုပေးတဲ့နေရာဖြစ်တယ်လို့တဲ့အတွက်ယက်တီပေးတဲ့နေရာလည်းဖြစ်ပါတယ်တင့်ကိုနှစ်သိမ့်ပေးတဲ့ကောင်းကင်ဖခင်ရှိတယ်လောကမှာဒုက္ခမုံတိုင်းလိုင်းတပူအမျိုးမျိုးတိုက်ခိုက်လာတဲ့ခါမှာတင့်ကိုချစ်တဲ့ကောင်းကင်ဖခင်ရှိတယ်ဆိုတာကိုတတိယပါနှလုံးသားတည်းကနေခေါ်ဖို့ဖြစ်တယ် ဝေလေး၍ပင်ပန်းတော်သူအပေါင်းတို့ငါထံတို့လာကြလောငါဒီချမ်းသာပေးမည်လို့ကျမ်းစာကပြောပါတယ်ဒီချမ်းပိုက်ကဒေရဲ့စင်တိုင်းအတွက်ဖြစ်တယ်လို့တင်ပွားအတ္တတဲမှာလေးတဲ့ဝင်ထုတ်ဝင်ပိုးတွေထမ်းရွက်ရတဲ့ချိန်တိုင်းမှာတတိယပြီးဖျားခရဲ့မြတ်ပေါတော်ကိုပြေးဝင်ပြီးခိုလုံဖို့ဖြစ်တယ်အခြေအနေတွေဘလို့ပဲဆိုးရွားနေပါလိမ့်စေ ဖျားခင်ကပလင်တော်ပေါ်မှာစိုးစံနေစေဖြစ်ပါတယ်။ဒါကြောင့်သင်ပွားတက်တာထဲမှာဖျားခင်ရဲ့ကောင်းမြတ်ခြင်းတွေနေရစင်တိုင်းမှာဝန်းရံထားတာဖြစ်တယ်။ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး30ပိုက်ငယ်29ကနေ28မှာငါတို့တို့ဒီငါစကားတန်ကို နားထောင်၍ငါတော်တို့လိုက်ကြ၏။ထိုတို့တို့ကိုငါတည်၏။ထာဝရအသက်ကိုလည်းငါပေး၏။တို့တို့ဒီပြည့်စည်ခြင်းနဲ့ အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်အဘယ်သူမြထိုတိုးတို့ကိုငှားလက်မမနှုတ်မယူရသင်ကထာဝရဘုရားပိုင်တော်ဘုရားပိုင်တော်ဘုရားရဲ့သားသမီးဖြစ်တယ်လို့ထာဝရဘုရားရဲ့လက်တော်ထဲမှာရှင်သန်နေတဲ့တိုးဖြစ်တယ် ဘဒုကမှနှုတ်ယူလို့မရဘူးဘဒုကမှအထိခိုက်ပြုလို့မရဘူးဖယားခင်ရဲ့ကွယ်ကာရာဌာနတော်ထဲမှာလုံခြုံစွာအသက်ရှင်ရတော်သူဖြစ်တယ်ဒါကြောင့်ဖယားကိုချီးမွမ်းကြရအောင်ဖယားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါれအားလုံးကိုဖယားခင်ထူးကောင်းကြီးပေးပါစေ 谁来躲？躲不了的寂吧，流浪狗，勇敢一点，寂寞来吧。孤陋偏见多，压抑的走走吧。绝望都扛进牙刷。 爱颤抖，你脆弱，只敢埋。夜却偏。 You don't.